မင်္ဂလာပါရှင် အော်တိုဘာလ9ရက်တနင်္ဂနွေနေ့ရထထူးခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ DBLA KMDF PNLO ကရင်ပြည်အမျိုးသားလူမျိုးရေးတပ်ပေါင်းစုနဲ့ PDF ဖွဲ့ဝင်30ဦးလက်နက်ခဲယမ်းများနဲ့အတူဥပဒေပေါင်းအတွင်းသို့ထပ်မံဝင်ရောက်လာတဲ့သတင်းဖြစ်ပါတယ် DBLA KMDF PNLO ကရင်အမျိုးသားလူမျိုးရေးတပ်ပေါင်းစုနဲ့ PDF အဖွဲ့မှအဖွဲ့ဝင်30ဦးတို့သည်လက်နက်ခဲယမ်းများနဲ့အတူအောက်တိုဘာ3ရက်တွင်ဥပဒေပေါင်းအတွင်သို့ထပ်မံဝင်ရောက်လာကြောင်းသိရပါဗျ။အဲ့ဒီလိုဥပဒေပေါင်းအတွင်ပြန်လည်ဝင်ရောက်လာကြတဲ့ DPLA အဖွဲ့ဝင်12ဦး၊ KNDF အဖွဲ့ဝင်2ဦး၊ PNL အဖွဲ့ဝင်4ဦး၊ကရင်ပြည်အမျိုးသားလူမျိုးရေးတပ်ပေါင်းစုအဖွဲ့ဝင်2ဦး PDF အဖွဲ့ဝင်12ဦးစုစုပေါင်း30ဦးလို့ကိုတာဝန်ရှိသူများကကြိုးစုလက်ခံပြီးမိဘအုပ်ထိန်သူများထံပြန်လည်လွှဲပြောင်းအနံပွဲကိုအောက်တိုဘာ3ရက်ကအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တန်လွင်ခမ်းမမှာပြုလုပ်ရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တပ်မှုဗိုလ်မှူးချုပ်နိုင်စောဦးနဲ့အဖွဲ့ဝင်များဌာနဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်နဲ့တိုင်းမှုတို့ကအမှားစကားများပြောကြားပြီးတာဝန်ရှိသူတို့ကနေမည်တည်ငြိမ်အေဂျင်စီတရားဥပဒေစိုးမိုးရေးဆိုင်ရာပုံမှန်များနဲ့ပတ်သက်၍အသိပညာပေးရှင်းလင်းပြောကြားကြောင်းသိရပါဗျာ။ အဲ့ဒီနောက်ဥပဒေပေါင်းအတွင်းပြန်လည်ဝင်ရောက်ခဲ့ကြသူများက၎င်းတို့နဲ့အတူပါရှိလာတဲ့ AK47 တလက် M22 တုံးလက်ခဲရန်နဲ့ဆက်ဆက်ပစ္စည်းများကိုလွှဲပြောင်းအနေရပြည်내ဝင်းကြီးချုပ်နဲ့တိုင်းမှုတို့ကလက်ခံရဦးကြကြောင်းသိရပါတယ်။အဲ့ဒီနောက်ပြည်내ဝင်းကြီးချုပ်တိုင်းမှုနဲ့တာဝန်ရှိသူများကလက်နက်ခဲရန်များနဲ့အတူဥပဒေပေါင်းအတွင်းဝင်ရောက်လာသူများအားဂုံပြူစစ်ဝင်များပေးအပ်ခါမိဘအုပ်ထိန်သူများထံပြန်လည်လွှဲပြောင်းအနှံ့ပေးကြကြောင်းသိရပါတယ်ရှင်။